ထိုင်းမြန်မာနယ်စပ်ကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင်းနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ရွှေကုတ်ကိုမျိုးကိုကရင်နယ်ကြားဆောင်တက် BGF နဲ့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကနိုဝင်ဘာလ18ရက်မှာဝင်ရောက်စီးနင်းခဲ့ပြီး346ဦးကျော်ကိုဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ထိုင်းသတင်းတောက်တွေကိုပါခေါ်ယူပြီးစစ်တပ်ရဲနဲ့အတူ BGF 9မော်စော်ဦးဆောင်တဲ့တပ်ဖွဲ့တွေက ရွှေကုတ်ကိုအတွင်းမှာ ကြားဖြန့်လုပ်နေတဲ့တရုတ်တွေနဲ့နိုင်ငံသားသား346ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးကွန်ပျူတာတွေနဲ့ဖုန်းတွေကိုပါဖမ်းဆီးရရှိခဲ့တယ်လို့ထိုင်းနိုင်ငံအခြေဆိုင် The Reporters သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ဝေလင်ဂိုင်းတွေအလုတ်လုပ်နေတဲ့အဆောက်အုံအတွင်းတွေကို ဝင်ရောက်ရမှာအလွှာတိုင်းကို အခန်းတွေ ဖွဲ့ထားပြီး အခန်းတစ်ခန်းစီမှာကွန်ပျူတာနဲ့စပွဲခုံပေါင်း30ကနေ50အထိရှိနေတာကိုတွေ့ရှိရကြောင်း သိရပါတယ်။၎င်းတို့ထံမှ စနစ်တကျခွဲခြားထားတဲ့မိုဘိုင်းဖုန်းရာပေါင်းများစွာနဲ့အခြား electronic ပစ္စည်းများကိုလည်းတင်စီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဗုံမှုချီစောချစ်သူရဲ့နေကြာဆောင်တက် BGF ထိန်ချုပ်ရာရွှေကုတ်ကိုမြို့တစ်ထဲကကြားဖြန့် online ငွေလိမ်ခိုင်းတွေကို BGF ကပဲရှင်းလင်းမယ်လို့ နိုဝင်ဘာလ18ရက်ကပြောဆိုလိုက်တာကြောင့်လူပေါင်းထောင်ချီဟာညာတွင်ချင်းရွှေပြောင်းခဲကြတယ်လို့သိရပါဗျ။ဒါပေမဲ့ကြားဖြန့်ထူထောင်ရာမှာအ धिक ထိတ်တန်းတာဝန်ရှိတဲ့ရထိုက်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ကြားဖြန့်တရုတ်တထေးတွေကိုတော့ BDF ကကားရီနဲ့အရင်တည်ထုတ်သွားတယ်လို့လဲဒေတာခန်တွေကပြောပါဗျ။အခုလိုဝင်ရောက်စီးနေပေမဲ့ရွှေကုတ်ကောင်မှာဆက်လက်လဲပန်းနေတဲ့ကြားဖြန့်ကုမ္ပဏီတွေဆက်လက်တည်ရှိနေသေးဖြစ်ပြီး တချို့ကုမ္ပဏီတွေကတော့ရွှေကုတ်ကိုမျိုးမှ ပြင်ပနေရတဲ့တခုကိုကွန်ပျူတာဖုန်းနဲ့ဆက်ဆက်ပစ္စည်းတွေရွှေပြောင်းနေပြီးဆက်လက်လုပ်ကင်ဖို့ပြင်ဆင်နေကြတယ်လို့လည်းသိရပါတယ်။ရွှေကုတ်ကိုတီထောင်သူရှီတီချန်းကိုကြားဖြန့်ငွေလိမ့်မှုများအပါအဝင် နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုနိုဝင်ဘာလ12ရက်နေ့ကလွှဲပြောင်းလိုက်ပြီး အမေရိကန်ကလည်း မြန်မာအပါဝင်အရှေ့တောင်အာရှနိုင်ငံတွေက ကြားဖြန့်တွေကိုနှိမ်နှင်းဖို့ Scam Center Strike Force ကို ဖွဲ့စည်းကြောင်းကြေညာမှုနဲ့တရုတ်ရဲ့မဲခေါင်မြဝမ်းကနိုင်ငံ6ခုပါ ကြားဖြန့်နှိမ်နှင်းရေးအဖွဲ့ဖွဲ့စည်းမှုတို့အပြီးအခုလိုတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။